ဆရာတို့အခန်းနှစ်ရဲ့သင်ခန်းစာဒုတိယပိုင်းကိုခေါ်ပါတယ်။ဒီမှာအကြောင်းအရာကအခြေစုံပုံစာဆွဲကိန်းเนาะအင်္ဂလိပ်လိုဆိုတော့အခြေစုံကိုပူစားယူတဲ့ greatest common ဆိုတာကဘုံ factor ဆိုတာကစာဆွဲကိန်းဒါကြောင့်မလို့ဆရာတို့ကအခြေစုံပုံစာဆွဲကိန်း greatest common factor ဆရာတို့ကစာဆွဲကိန်းကိုအခြေခံမဲ့သင်ခန်းစာဒီအပိုင်းမှာနှစ်မျိုးရှိပါတယ်။ပထမတစ်မျိုးကအကြီးဆုံးဘုံစာဝဲခင်းဖြစ်ပြီးတော့ဒုတိယတစ်မျိုးကအငယ်ဆုံးဘုံစာတော်ခင်းဖြစ်ပါတယ် အခုပြောပြမှာကအခြေဆုံးဘုံစာစာခွဲခင်းဒါကြောင့်ဘုံစာခွဲခင်းဖြစ်တဲ့အတွက်ဘုံပါတဲ့အစခွဲထားတဲ့ကိန်းကိုဆရာတို့ကရွေးထုတ်မှာပါဒီလိုတဲ့ကဆိုတော့ပထမဆုံးအခြေခံကတော့ဒီမှာပုံလေးကိုအခြေခံပြီးတော့ရှင်းပြမယ်ဒီမှာသူညွှန်ဆိုထားတဲ့စာသားလေးကိုကြည့်ပါမမောင်ဒီအလျား20စင်တီမီတာအနံ30စင်တီမီတာရှိသောစာရိုက်ရဲ့ပေါ်တွင်စူရီရဲ့အကွက်များကိုအပြည့်ဆွဲလိုပါက အကြီးဆုံးဆွမ်းနံမြေစတူရန်8အနားပဲ့အလျားကိုရှားပါဆိုပြီးတော့ဘောင်ဘောင်ရှိတဲ့ဆာရွက်ကင်အလျားနဲ့အနံကိုပိတ်ထားပါတယ်အလျားတန်ဖိုး20ဒါကြောင့်မလို့ဒီမှာ5စင်တီမီတာတစ်ခွက်စီရှိတဲ့အကွက်ကလေး၄ခွက်နောက်အနံတန်ဖိုး30ဒါကြောင့်5စင်တီမီတာရှိတဲ့အကွက်ကလေးက6ခွက်ဆိုပြီးတော့ဆရာတို့ကအလျားက20စင်တီမီတာကိုကိုစားပြုမယ်အနံက30စင်တီမီတာကိုကိုစားပြုပါမယ်ပြီးတော့မှဒီကနေဆရာတို့က အကြီးဆုံးဘုံစာဝဲကိန်းကိုဘယ်လိုရွေးထုတ်လဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပါမယ်။ကျွန်တော်အစီအစဉ်3ရက်စဉ်းစားမယ်။စဉ်းစားမယ့်အခါဆရာတို့ညွှန်ဆိုထားတဲ့ကဏ္ဍတစ်ခု20စင်တီမီတာအတွက်တစ်ခု30စင်တီမီတာအတွက်တစ်ခုဆရာတို့ကစာဝဲကိန်းတွေစဉ်းစားမယ်။အဲကြောင့်20စာဝဲကိန်းတန်ဖိုးတို့ကြည့်ပါ။20ဆိုတာဆရာတို့ကတင်နေ20နဲ့မြောက်ဒါမှမဟုတ်20နဲ့တင်နေမြောက်ဒါရင်20စာဝဲကိန်းတစ်ရွဲဖြစ်ပါတယ်။နောက်တစ်ရွဲက နှစ်နဲ့30နဲ့မြောက်ဒါမှမဟုတ်30နဲ့နှစ်နဲ့မြောက်ဒါလည်း20စာဝကြီးတွေဖြစ်ပါတယ်နောက်တွေက၄နဲ့9နဲ့မြောက်ဒါမှမဟုတ်9နဲ့10နဲ့မြောက်ဒါလည်း20စာဝကြီးဖြစ်ပါတယ်ဒါကြောင့်20စာဝကြီးမှာရှိတဲ့ကိန်းသီးသီးဟာ1 2 4 5 10 20ဖြစ်မယ်ပြင်ရှာတော့30ရဲ့စာဝဲကိန်းတွေကိုဆက်ပြီးတော့စဉ်းစားမယ်30ရဲ့စာဝဲကိန်းတွေကခုနတိုင်းပဲတက်ကစား1နဲ့30နဲ့ရာစာဝဲကိန်းတစ်တွဲ1နဲ့15နဲ့ရာစာဝဲကိန်းတစ်တွဲ 3နဲ့10နဲ့ကစာကွက်ကိန်းတွေ9နဲ့6နဲ့ကစာကွက်ကိန်းတွေလို့စာကွက်ကိန်းကိုအခြေခံတဲ့20နဲ့30ရဲ့တန်ဖိုးကိန်းသေးသေးရမယ်အဲ့ဒီမှာဆရာတို့ကဘုံစာကွက်ကိန်းဖြစ်တဲ့အတွက်ဘုံပါတဲ့တန်ဖိုးကိုစဉ်းစားမယ်ဒါကြောင့်မို့အဆင့်တင်က20နဲ့30မှာဘုံပါနေတဲ့စာကွက်ကိန်းဟာ1 2 5 10ဖြစ်ပါတယ်20မှာလေ1 2 5 10 30မှာလည်း1 2 5 30ဆိုပြီးတော့ဆရာတို့ကတူတဲ့ကိန်းတွေကိုဘုံစာပေးကိန်းဖြစ်စဉ်းစားမယ်ပြီးလို့ရှိရင်နောက်တစ်ဆင့်ကဒါကြောင့်20နဲ့30တို့ရဲ့အကြီးဆုံးဘုံစာပေးကိန်းဟာကြည့်ပါ1 2 5 30မှာဆရာတို့ရဲ့တန်ဖိုးအကြီးဆုံးက30ဖြစ်ပါတယ်ဒါကြောင့်မို့ဆရာတို့ကအကြီးဆုံးဘုံစာပေးကိန်းကို30လို့ရေးပါမယ်ဒါကြောင့်ငါတို့တိဆောက်မယ်စတူရန်ရဲ့အကြီးဆုံးအနားတန်ဖိုးကို30စင်တီမီတာအဖြစ်ဆရာတို့ကရွေးချယ်မယ်ဒါဟာ ဘုံစာဘဲကအခြေဆုံးတံမိုးကိုရလာတဲ့စာဘဲကတံမိုးတွေကနေပြီးတော့နှိုင်းရှင်တံမိုးရာအများဆုံးတံမိုးကိုရွေးချယ်ခြင်းကိုဘုံစာဘဲကအခြေဆုံးအဖြစ်ပုံစံလေးကနေရွေးထုတ်ထားခြင်းဖြစ်ပါတယ်။ဆရာတို့အခြေဆုံးဘုံစာဘဲရဲ့အခြေခံသဘောတရားကိုသိသွားတဲ့အခါဆရာတို့ကပြထားတဲ့ဒိဋ္ဌံမှုအသေးသေးကနေအခြေဆုံးဘုံစာဘဲကိုဘလို့ရွေးချယ်မလဲဆိုတာကိုတွင်းအရာစဉ်းစားပါမယ်။တွင်းနှစ်မျိုးရှိပါတယ်။ပရမတ်တွင်းက ုဒ္ဓစာဝေကိနေဖြင့်ရေစုံဘုံစာဝေကိရှားခြင်းဆိုပြီးတော့ရှားတို့ဟာတုဒ္ဓကိန်းတွေကိုအသုံးပြုပြီးတော့စဉ်းစားမယ်တုဒ္ဓကိန်းဆိုတာကရှားတို့ဟာတကယ်တော့ဘာစာနှစ်ကစာဒါကြောင့်2 3 5ခေါ်စသဖြင့်တုဒ္ဓကိန်းတွေနဲ့ခွဲတဲ့ကိန်းတွေနဲ့စဉ်းစားမယ်အဲ့ဒီအနေမှာရှားတို့ကဘုံဖြစ်တဲ့အဖြစ်ကိုရွေးထုတ်ပါသူ့ရဲ့တွင်ဤအဆင့်ကိုကြည့်ပါတွင်ဤအဆင့်တွေကပေးရင်ကိန်းတို့ကိုတုဒ္ဓ စာဝဲကိမြခွဲပါ။ဘုန်းကဆရာပြောတာတဲ့တုတ်ရကိ1 3 5အခြေခံပြီးတော့စာဝဲကိတွေကိုခွဲမယ်။ပြီးတွင်ဒီအစစ်နှစ်ကိုကြည့်ပါ။ပြီးရင်ကိတို့တွေဘုံပါသောတုတ်ရစာဝဲကိမြကိုရွေးပါဆိုတော့ဆရာတို့ဟာဆရာတို့ရွေးတဲ့ကဏ္ဍကဘာဖြစ်နေရမလဲ။ဘုံပါနေရမယ်။ကဲရအနည်းဆုံးနှလုံးပေးမယ်ဒါမှမဟုတ်နှလုံးသုံးလုံးစသည်ဖြင့်ပေးမယ်အဲ့ဒီကနေပြီးတော့ဆရာတို့ကသုဒ္ဓလေးပါတဲ့စာကွက်ကိုရွေးလိုက်မယ်ရွေးလို့အခါမှာဘုံဖြစ်နေရပါမယ် သင်တရိယာအဆင့်ကိုကြည့်ပါအခြေဆုံးဘုံစာဝဲကိန်းသည်ပေးရင်ကိန်းတန်းတို့ဘုံတုတ်တာစာဝဲကိန်းများမြောက်လက်ဖြစ်သည်ဆိုပြီးတော့ဆရာတို့ကဘုံဖြစ်တဲ့ကိန်းတွေကိုရွေးထုတ်မယ်ရွေးထုတ်ပြီးတော့ရလာတဲ့တန်ဖိုးအသီးသီးကိုဆရာတို့ကဘာလို့ပေးလိုက်မလဲမြောက်ပေးလိုက်မယ်မြောက်လက်သည်အခြေဆုံးဘုံစာဝဲကိန်းရဲ့တန်ဖိုးကိုသတ်မှတ်မယ်အဲ့ဒီမှာဆရာတို့သတိထားမှာကတုတ်တာစာဝဲကိန်းတစ်ခုစီမှာတစ်ခါဒီတချို့ကိန်းတွေဟာတုတ်တာကိန်းရဲ့တစ်ထပ်နှစ်ထပ်သုံးထပ်စသဖြင့်ရှိနိုင်ပါတယ်အဲ့ဒီမှာဆရာတို့က ဘာလို့ပဲရွေးမလဲဆိုရင်ဖြန့်ညွန်းအငယ်ဆုံးကိုရွေးပြီးတော့မှဆရာတို့အဖြစ်ထုတ်ရပါမယ်။ဆရာတို့ဒီလိုပုံစံခွဲခြင်းကိုတုတ်တာလေးနဲ့စာခွဲခြင်းခွဲဖို့အတွက်ဒီမှာပုံစံတစ်ကလေးကိုလေ့လာကြည့်ပါမယ်။တုံညွန်းတာတဲ့ပုံစံတွေပုံစံလေးကိုကြည့်ပါ။30 60တို့ဤအကြီးဆုံးဘုံစာခွဲခြင်းကိုရှာပါဆိုပြီးတော့ဆရာတို့က30ဝယ်တဲ့တုတ်တာနီးနဲ့စာခွဲခြင်းခွဲမယ် 60ကိုလည်းတௌဒာနီနဲ့စာဝင်ခွင့်မယ်ပြီးရင်အဲ့ဒီကနေပြီးတော့ဆရာတို့ကတௌဒာဂိမ်းထက်တဲ့ကဏ္ဍအတွဲအငယ်ဆုံးကနေပြီးတော့ဆရာတို့ကအဖြေပြန်ပြီးတော့ထုတ်မယ်တခုတတိထားစရာကအခြေဆုံးဘုံစာဘဲဂိမ်းဆိုပြီးတော့အခြေဆုံးမှာညွှန်းတာပါထက်ကင်းကြလို့ရှိရင်ငယ်ရေဂိမ်းကိုယူရမယ်ဆရာတို့ကမထက်ရင်လည်းရွေးစရာမလိုပါဘူးဒါကြောင့်ကြည့်ပါ30ဆိုတာအခြေခံတௌဒာနီဟာနေ့ဒါကြောင့်2နဲ့15နဲ့မြောက် ဒါဆိုရင်ဆရာတို့ကနှစ်ကနှစ်တိုင်းထားမယ်ဒါပေမဲ့15ကိုတို့ရခင်ကပ်ခွဲမယ်ဆိုရင်15ဒီ35ဒီ15ဆိုပြီးတော့30ရဲ့တို့ရစာဝဲခင်းရနှစ်မြောက်3မြောက်5ဖြစ်ပါတယ်ဒါဆိုဒုတိယခင်းကိုစဉ်းစားမယ်ဒုတိယခင်းကပါတယ်60 60ကိုအခြေခံတို့ရခင်းကဘယ်အစားနှစ်ကစားဒါဆိုရင်နှစ်နဲ့ဘာနဲ့မြောက်မှာ30နဲ့မြောက်မှာဒါဆိုဆရာတို့က30ကိုတော့ရခင်ပါတယ်စာခွဲခင်းစင်ခဲစင်ခဲဆက်ပြီးတော့စဉ်းစားမယ်ဆိုရင် မူလနှစ်ကနေဆရာတို့30အတွက်ကနေ15လီက30ဒါဆိုရင်ဆရာတို့ကနှစ်နှစ်ကတိုးတာကင်းဖြစ်သွားပြီဘာဆက်စဉ်းစားဖို့ကြံလဲ15ဆက်စဉ်းစားဖို့ကြံလဲဒါကြောင့်ဆရာတို့ရဲ့တိုးတာကင်းကမူလနှစ်ကနှစ်နှစ်ပြီးကြံတဲ့15က3 5ဒါဆိုရင်ထက်တဲ့ကိန်းတစ်ခုကိုဆရာတို့ကထက်ကင်းရဲ့သဘောတရားနဲ့ရင်းမယ်ဆိုရင်နှစ်မြောင်းနှစ်တည် နှစ်နှစ်တက်ဖြစ်မဲ့ကြံကနန်းက3နဲ့5နဲ့ဖြစ်မဲ့ဒါဆိုရင်အပေါ်မှာ30တွဲရထားတဲ့နှစ်မြောက်3မြောက်5ရဲ့60တွဲရထားတဲ့နှစ်နှစ်တက်မြောက်3မြောက်5ရဲ့ဒီကနေဆရာတို့ကဘာကိုရွေးထုတ်မလဲအကြီးဆုံးဘုံစာပွဲကိန်းကိုရွေးထုတ်မယ်ဒါကြောင့်ရင်ညွန်းကိန်းနဲ့ဆရာပြန်ပြောပြမယ်ဆိုရင်30 60တွဲအကြီးဆုံးဘုံစာပွဲကိန်းကဓမ္မကြည့်ပါနှစ်နဲ့နှစ်နှစ်တက်မှာနှစ်ကငဲပါတယ်ဒါကြောင့်ငဲတဲ့ဂိတ်တစ်ခုကို ကောက်ပါမယ်ပြီးရင်ဓမ္မဘာပါလဲ3ဓမ္မလဲဘာပါလဲ3ဒါကြောင့်3လုံးကောက်ပါမယ်ပြီးရင်ဓမ္မဘာပါလဲ5ဓမ္မလဲဘာပါလဲ5ဒါကြောင့်5လုံးကောက်ပါမယ်ပြီးရင်ရလာတဲ့ရလက်ကိုအပြည့်ထုတ်ရင်ဘာလုပ်ပေးရမလဲမြောက်ပေးရမယ်ဒါကြောင့်1 3ည6 6 9ည30ဆိုပြီးတော့ဆရာတို့သူညွှန်ဆိုတဲ့30 60တို့ဤအခြေဆုံးဘုံစာဝေးတံမှုဟာ 30ဖြစ်ပါတယ်ဆရာတို့ပို့ပြီးတော့ကြွမ်းကျင်မှုရှိအောင်လို့ပုံစံနဲ့နှစ်ကိုဆက်ပြီးတော့လေ့လာမယ်သူရင်းညွှန်းထားတဲ့ကိန်း3လုံးရဲ့အကျိုးဆုံးဘောစာခွဲခင်းကိုရှာပေးရမယ်ရင်းညွှန်းထားတဲ့ကိန်း3လုံးဟာ24 36 48ဒါဆိုရင်ဆရာတို့က24 36 48ကိန်း3လုံးကိုတုတ်ရကိန်းနေ့ရစာခွဲခင်းခွဲမယ်ဆိုရင်24ဆိုတာဆရာတို့ကနေ့7နေ့24 ဒီစနစ်ကိုဆက်စဉ်းစားမယ်ဆိုရင်ပထမနှစ်က2စနစ်တွေက26 12ဒီဘာကိုဆက်စဉ်းစားမလဲ6ကိုဆက်စဉ်းစားမယ်ဒါကြောင့်ပထမ2 26တွေက2 3နောက်ဆုံးရနေရလက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နှစ်ပတ်ကြိမ်နဲ့3ညဒါကြောင့်ထပ်ကြည့်ရင်သဘောတရားအရနှစ်3ညဟာနှစ်3ပြတ်ဖြစ်ပြီးတော့ကြံကနန်းက3ဖြစ်ပါတယ် ဒုတိယကင်းကိုကြည့်ပါမယ်ဒုတိယကင်းက36ဂျာတို့တောက်ရကင်းအခြေခံဘာနဲ့စစင်းတာနှစ်နဲ့စစင်းတာဒါကြောင့်နှစ်78လေးက36ဂျာတို့ဘာကိုထပ်စင်းတာ78ကိုထပ်စင်းတာဒါဆိုမူလနှစ်ကနှစ်ဒီ78ကဂျာတို့ဘာရမလဲနှစ်9လေးရပါမယ်ဒါဆိုရင်ဂျာတို့က9အတွက်ဆက်စင်းရမယ်ဆိုရင်ဒီနှစ်နှစ်အတွက်ကနှစ်နှစ်ဖြစ်ပြီးတော့ဂျာတို့ဒီ9အတွက်က 339ဖြစ်ပါမယ်။ဒါဆိုရင်ရလာတဲ့ရလာကိုကြည့်လိုက်တဲ့အခါနှစ်က2ကျင်း3က2ကျင်းဒါကြောင့်ထပ်ကင်းရဲ့သဘောတရားရနှစ်မြောင်းနှစ်2ကျင်းသည်နှစ်နှစ်ထပ်3မြောင်း3 2ကျင်းသည်3နှစ်ထပ်လို့ဇာတ်တော့36ကျင်း3ရာစာပွဲကင်းရမယ်။အဲ့တော့တရိယာကင်း၄၈ကိုဆက်စဉ်းစားမယ်အခြေခံ၃ရာကင်းကပါလေ၄ ဒါဆိုရင်နေ24နေရာ48ဒါဆိုဆရာတို့ပထမရတာတဲ့သုဒ္ဓကိနှစ်ကိုထားလိုက်မယ်။ဘာကိုဆက်စင်းက24ကိုဆက်စင်းစား။24ကိုလည်းဘာနဲ့စင်းစားမလဲ။နှစ်နဲ့စားလို့ပြတ်တဲ့အတွက်နှစ်နဲ့စင်းစားတော့နှစ်24 24ဒါဆိုဒီမှာနှစ်နှစ်နဲ့ပါကြံတဲ့စနစ်ကြံတယ်။ဒါကြောင့်မူလရတဲ့နေနေဒါဆိုစနစ်အတွက်ကဆရာတို့ကတကယ်တမ်းဆိုရင်တော့၄၃၄စနစ်ဖြစ်ပါတယ်။ ဲ့၄၃ညကို၄ကိုဆရာတို့ကနှစ်နှစ်လုံးငကြိမ်စဉ်းစားပြီးတော့၃အတွက်က၃ကိုစဉ်းစားမယ်ဒါဆိုရင်ရလာတဲ့အေးကိုကြည့်လိုက်ပါနှစ်ကဘယ်နှကြိမ်လဲ၄ကြိမ်ဒါကြောင့်ထက်ကြီးရင်းမဲ့သဘောတရားရနှစ်လေးကြိမ်က၄လေးတက်ဖြစ်ပြီးတော့ကြံကနန်းက၃ဖြစ်ပါတယ်ဒါကြောင့်နှစ်လေးတက်မြောက်၃ဒီ၄၈ကဆရာတို့သုဒ္ဓစာခွဲခြင်းဖြစ်ပါတယ်ဒါကြောင့်ဆရာတို့ကကိင်းသေးသေးကိုသုဒ္ဓခြင်းနဲ့ခွဲပြီးပြီဆိုရင်ဘာလုပ်မလဲအဲ့ဒီကနေပြီးတော့အခြေဆုံးဘုံစာခွဲခြင်းထုတ် ဒါကြောင့်ပြန်ညွှန်းမယ်24 36 48တို့ဤအခြေဆုံးဘုရားဝေကိတံမူဓမ္မကြီးပါဓမ္မနှစ်သုံးတက်ရှိတယ်ဓမ္မနှစ်နှစ်ထက်ရှိတယ်ဓမ္မနှစ်လေးတက်ရှိတယ်ဆရာတို့ကငေတဲ့ထက်ကင်းကိုယူမယ်နှစ်နှစ်ထက်နောက်တစ်ခါကြည့်ပါဓမ္မက3ရှိတယ်ဓမ္မက3နှစ်ထက်ရှိတယ်ဓမ္မက3ရှိတယ်ဒါကြောင့်ငေတဲ့ကိတစ်ထက်3ကိုရေးပါမယ်ပြီးဒီရလာနှစ်ခုဆရာတို့ကမြှောက်ပေးမယ်ဆိုရင် နှစ်နှစ်က၄ပါဒေသုံးကြီးဆက်နှစ်ဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့မျိုးဆိုခြင်းနဲ့24 36 48တို့ဤအခြေဆုံးပုံစာဝဲခင်းတံမိုးသည်စနစ်ဖြစ်ပါတယ်။ဆရာတို့အခြေဆုံးပုံစာဝဲခင်းရှာတဲ့ပုံစံနဲ့တတိယပုံစာကိုကြည့်မယ်။ညွန်နာတဲ့ကဏ္ဍက9 3ညာ3ညာ9 3ညာ2 4ကို1ကိုတို့ဤ အကြီးဆုံးဘုံဆောက်ခဲကင်းကိုရှာပါတဲ့။ဒါကြောင့်ဆရာတို့ကသုဒ္ဓကင်းနည်းရငါ၃ည၃ည၅၃ညရဲ့တန်မိုးကအခြေခံသုဒ္ဓကင်းဖြစ်တယ်ဆရာတို့နှစ်နဲ့စဉ်းစားမယ်။ပြီးလို့ရင်နောက်ကကင်းမှာကြတော့ဆရာတို့ကဒီက9နှစ်လီ sorry 9လီ25ခွဲမှာဖြစ်တဲ့အတွက်9နှစ်ထပ်လို့တခါတည်းယူလိုက်မယ်။ပြီးရင်ကြံကြီးပြန်မိုးရဖို့အတွက်ကဓမ္မလိုအပ်တာကခေါ်7 73ဆိုပြီးတော့ သူကကိန်းတွေကိုဖွဲ့ပြထားပါတယ်။ကျတော့ကိန်းကြီးကြီးရဲ့သဘောတရားကနေပြီးတော့ဓမ္မအစင်တဲ့တစ်ခါတည်းခွဲလိုက်တာကကိုကိုတိုင်းလုပ်တဲ့ခါကြလို့ရှိရင်လည်းဒါကိုဝိရိယစိုက်ပြီးတော့မှန်အောင်လုပ်ယူရပါတယ်။နောက်ကိန်းတစ်လုံး၄ခွန်၁၉ကို၄ခွန်၁၉ကိုကျတော့ဆရာတို့ကြည့်ပါ။ဓမ္မနောက်က၉နဲ့ဆုံးထားတဲ့၂နဲ့ဆုံးတဲ့ကိန်းမဟုတ်ဘူး။ဒါကြောင့်မလို့ဆရာတို့ကစပြီးစဉ်းစားမယ်တုဒ္ဒရာကိန်းဟာ သုံးဖြစ်ပါတယ်အဲ့ဒီကနေကြံတဲ့တံမွေရဖို့တကစတိကနှစ်ကျင်းက71နှစ်ထပ်နောက်ရလဖြစ်ဖို့တက73ဆိုပြီးတော့ဂျာလူက9050နဲ့2819ရသုဒ္ဓစာခွဲကင်းတွေကိုကြည့်ပါအဲ့ဒီကနေဆရာတို့ကထက်တဲ့တံမိုးတွေဟာငယ်တဲ့တံမိုးတွေကိုဆရာတို့ရွေးထုတ်ပါမယ်ဒါကြောင့်မလို့ထို့ကြောင့်9050နဲ့2819တို့ဟိ အကြီးဆုံးဘုံစာဝဲခင်ဟာဒီမှာဆရာတို့ဗာထက်တယ်စက်တင်နဲ့စက်တင်နှစ်ထပ်မှာငယ်တဲ့တန်မိုးဘာဝရွေးမလဲစက်တစ်ကိုရွေးပါမယ်နောက်တစ်ခါ73 73မှာ73တလုံးကိုရွေးပါမယ်ကြံကနန်းတွေက2 9နှစ်ထက်ခွန်ဥမာမထက်ပါဘူးဒါကြောင့်မထက်တဲ့အတွက်မထက်တဲ့ကိမပါဘူးဓမ္မ3မထက်ဘူးမထက်တဲ့အတွက်မပါဘူးဒါကြောင့်ထက်တဲ့ကိပုံဖြစ်မဲ့ကိဟာ73မြောက်73ဒီနှစ်ခုရလတ် 143ဒီ5050နှစ်4939တို့၏အကြီးဆုံးဘုံစာပွဲကိဖြစ်ပါတယ်ဆရာတို့အကြီးဆုံးဘုံစာပွဲကိကိုနောက်ရှာနေတင်ရှင်းပြပါမယ်သူရဲ့အကြောင်းအရာကအစာနည်းဖြင့်အကြီးဆုံးဘုံစာပွဲကိရှာခြင်းမှာဆရာတို့ကအစာနည်းနဲ့အကြီးဆုံးဘုံစာပွဲကိရှာတာကတကယ်တော့နှစ်နည်းရှိပါတယ်ဒါပထမတနည်းပါ နောက်ပြီးလို့ရှင်ဒုတိယတနည်းကိုဆရာဆက်ပြီးတော့ရှင်းပြမယ်။ကျန်တော့တကယ်နဲ့တွေ့တဲ့ခါကျလို့ရှင်ဒုတိယနည်းကပို့ပြီးတော့တွေ့ပါတယ်။ဒါမဲ့အစီလေးတစ်ဆင့်ရှိနေတဲ့အတွက်သူ့အစီကိုဆရာဆက်ပြီးတော့ရှင်းပြမယ်။ကြည့်ပါအစာအမီးနဲ့အသေးဆုံးမူစားကလေးရှာဖို့အတွက်ဓမ္မအဆင့်၃ရင်းရှိပါတယ်။ကျန်တော့ကိန်းနှလုံးအနည်းဆုံးပြေးထားမယ်။ဒါကြောင့်မလို့ဓမ္မပွေးကြည့်သောကိန်းကိုငယ်သောကိန်းဖြင့်စားပါဆိုတော့ပွေးကြည့်သောကိန်းကဆရာတို့အစားအတွက်ဆိုရင်တိကိန်းဖြစ်မယ်။ငယ်ရေကိန်းကစားကိန်းဖြစ်မယ်။ ါပရမအစဉ်ကိန်းကိုတည်လိုက်ပြီပြီးလို့ရှိရင်ဒုတိယအစဉ်ကအကျွေး0မဟုတ်ရင်ဆိုတော့ဆရာတို့ကမပြတ်သွားရင်ပေါ့မပြတ်သွားလို့ရှိရင်ယကင်းစာရင်းကိုအကျွင်းပြင်ဆက်စားပါဆိုတော့ဆရာတို့ကကျွင်းလာမယ့်အကျွင်းကိုပထမစာရင်းကဒီကိန်းပြန်ပြီးတော့ထားပြီးတော့ဆရာတို့ကဘာလို့မလဲဆက်ပြီးတော့စသွားပါမယ်။နောက်အစဉ်3အစဉ်3ကအပေါ်ကအစဉ်နေ့တိုင်းအကျွင်း3ညမရသေးလို့ရှိရင်အကျွင်း3ညရသေးအောင်ဆက်ပြီးတော့ဘာလို့ပဲမလဲစပါမယ်။ စားတဲ့အခါရတော့မှနောက်ဆုံးအကျဉ်း၃ညရလာလို့ရှိရင်ဆရာတို့ကနောက်ဆုံးဘာကစားခြင်းဟာဆရာတို့စားနည်းနဲ့စဉ်းစားတဲ့စားနည်းနဲ့တွက်ထုတ်တဲ့ပါလေအခြေဆုံးဘောစာခွဲခြင်းဖြစ်ပါလေအဲဆရာတို့စားခြင်းနဲ့အခြေဆုံးဘောစာခွဲခြင်းရှာပြမယ်ပုံစံတစ်ခုလေးကိုကြည့်ပါပုံစံနဲ့အညွန်က84နဲ့198တို့ဤ အကျေးဆုံးပူဇော်ပွဲကိုရှာပါစားခြင်းဖြင့်ရှာမယ်။ဒါကြောင့်ကြေးတဲ့ကိန်းကတည်ကိန်းထားမယ်။ငယ်တဲ့ကိန်းကစားခြင်းထားမယ်။ဒါဆိုရင်ဆရာတို့က168ကို80လီနဲ့2လီဝင်မှတ်မယ်။ဒါကြောင့်နှစ်လေးဒီက8၊20ဒီက16 168ဆရာတို့နှုတ်မယ်။ရှင်းရှင်းနှုတ်တာက3ည6နှုတ်တာက3တိတိကတော့ကြည်သွားတယ်။ဆရာတို့အကျဉ်း3ရမရသေးပါဘူး။ဒါကြောင့်ဆက်စားမယ်။ ဒါဆိုရင်ဒုတိယကမူလစာကင်းရတည်ကင်းဖြစ်မယ်အကျွေးကစာကင်းဖြစ်မယ်ဒါကြောင့်ဆစ်ဆက်လေးကို30နဲ့စားမယ်30နှစ်ဒီ60ရပါတယ်ကျတော့ share လိုက်မယ်ဆစ်ဆက်လေးနဲ့60ရှိရင်24အကျွေးတုံရမဟုတ်သေးပါဘူးဒါကြောင့်ဆရာတို့ဆက်ပြီးတော့စားပါမယ်ဆက်စားတဲ့အခါမှာစာကြီး30ကတည်ကင်းဖြစ်မယ်အကျွေး24ကစာကင်းဖြစ်မယ်ကျတော့အလီဝင်လိုက်မယ်24တလီ24ရှင်းလိုက်မယ်6ကျွင်းပါတယ် ်ဆရာတို့အကျဉ်းတုံရမဟုတ်သေးပါဘူးဒါကြောင့်မလို့ဆရာတို့က24ကိုတီကီးပြန်ထားမယ်အကျဉ်း6ကစာရင်းအဖြစ်ဆရာတို့အလီဝင်လိုက်မယ်ဆိုရင်6လေးည24မှာဆရာတို့အကျဉ်းပါရတယ်တုံရရပါတယ်ဒါကြောင့်မလို့အကျဉ်းတုံရရစီတယ်နောက်ဆုံးအကျဉ်းဆုံးဘုံစာဝဲငယ်က6ဖြစ်ပါတယ်ထို့ကြောင့်74နေ့198တို့ဤအကျဉ်းဆုံးဘုံစာဝဲရလက်က6လို့သတ်မှတ်ပါမယ် နော်ဒိတ်နှလုံးနဲ့ပို့တော့ဒိတ်၃လုံးဒိတ်၃လုံးရဲ့ဘာကိုရှာမလဲအခြေဆုံးပူစာပဲခင်ကိုရှာမယ်။ရှားတော့ဓမ္မက20ရာနှစ်ဆင့်တွဲရမယ်။ဒါကြောင့်ဓမ္မဘာရ80နဲ့665ဂိမ်းတွဲကိုအရင်စဉ်းစားပါမယ်။ပြီးတော့မှရလာတဲ့စာပွဲခင်ကိုရှားတော့226နဲ့ဆက်ပြီးတော့စဉ်းစားမှဖြစ်ပါတယ်။ဒါကြောင့်ဒီဂိမ်းနှလုံးမှာ665ကဒီဂိမ်း980ကစာဂိမ်းရှားတော့အလီဝင်လိုက်မယ်။ တက်လီဒါဆိုဆရာတို့ရှင်းမယ်ငါးရက်၊သုံးရက်နှုတ်တာက၅၆နဲ့၇နဲ့နှုတ်မယ်ဆိုလို့ရှိရင်နှုတ်လို့မရဘူးဒါကြောင့်ဆရာတို့ကကွန်ဒက်ကလိုတာက၃ဒါကြောင့်ဒီမှာဘာနဲ့ပြန်မအောင်၆နဲ့ပြန်မအောင်တော့၉ဒီမှာဘာကျန်၅ကျန်၅၅ဆိုတော့ခြေသွားမယ်ဒါအကျဉ်းက95တုံညာမဟုတ်သေးပါဘူးနောက်တစ်ဆင့်ဆက်ပြီးတော့စားပါမယ်ဒီမှာ980ကဘာပြန်ဖြည့်ဒီကိန်းပြန်ဖြည့် ဒီဟာအကျွေး65ကဘာဖြစ်စာကိန်းဖြစ်ဒါဆိုရင်ဆရာတို့က90ကို65နဲ့6နေဝင်လိုက်ရင်90ရပါတယ်ဒါကြောင့်ဆရာတို့ကဓမ္မအကျွေးက3ညာကျွန်းတာဖြစ်တဲ့အတွက်ဘာရ90နဲ့665အတွက်အကြီးဆုံးပုံစာဝဲခင်က65ဖြစ်ပါတယ်ဒါမဲ့ဆရာတို့ကဘာကြံသေးလဲ126ကြံသေးတယ်ဒါကြောင့်ဒုတိယအဆင့်ကိုဆက်ပြီးတော့ကြည့်ပါမယ် နောက်ဆက်ပြီးတော့ပထမရတဲ့အသေးဆုံးဘုံစာခွဲကိန်း65နဲ့ကြံနေတဲ့166ကိုဆက်ပြီးတော့ရှာပါမယ်။ဒါကြောင့်166ကဒီကိန်း65ကစာကိန်းဆရာတို့အလီဝင်လိုက်မယ်ဆိုရင်နှစ်လီနှစ်လီက190ဖြစ်မယ်။မိ66နဲ့190ကိုရှင်းအကျွင်းက86သုံးရမဟုတ်သေးပါဘူး။ဒါကြောင့်ဆရာတို့ဆက်စားမယ်။ပထမစာကိန်းကိုဒီကိန်းထားမယ်။86နဲ့စားမယ်။အလီဝင်မယ်။ကဲ ဒါပြင်95နဲ့86ကိုရှင်း19ကျင်းမယ်။တုံ့ရမဟုတ်သေးပါဘူး။ဒါကြောင့်ဆရာတို့နောက်တစ်ဆင့်ဆက်စားမယ်။ဒီစာကင်းကဒီကင်းဖြစ်မယ်။အကျွင်းကစာကင်းဖြစ်မယ်။မှ96ကို19တွေ19လေးဒီ96ဆိုရင်ဆရာတို့ကအကျွေး3ရရပါတယ်။ဒါကြောင့်မလို့ဆရာတို့အကျွေး3ရရတဲ့နောက်ဆုံး19ဒီမူလကိတ်3လို့အကြီးဆုံးဘုံစာဝဲကိဖြစ်ပါတယ်။ထို့ကြောင့်980 665နှစ်266တို့ဤ အခြေချုပ်ပုံစာဝဲကိန်းဒီ16ဖြစ်တယ်လို့ရွေးပါတယ်။ဂျာတို့ကဒါက6ပြီးတော့စသွားတဲ့နေ့ဖြစ်ပါတယ်။ဂျာတို့ဂိန်း3လုံးကိုတိုက်ရိုက်စားတဲ့နေ့နဲ့ဒုတိယနေ့ကိုဆရာရှင်းပြပါမယ်။အဲ့ဒီနေ့ကပိုလွယ်ပါတယ်။ဂျာတို့အခြေချုပ်ပုံစာဝဲကိန်းကိုစားနေချင်းရှာတဲ့ဒုတိယနေ့ပါဒုတိယနေ့မှာခေါင်းစဉ်ကိုပါကြည့်ပါ။ပါစားနေလဲဆိုတော့အတူစားနေဒါကြောင့်ဒီနေ့ကပိုလွယ်ပါတယ်။ ူ့ရဲ့စဉ်းစားမယ့်အဆင့်လေးတွေကိုကြည့်ပါအဆင့်30ရှိပါတယ်အဆင့်တွေကကိန်းများကိုတရားနဲ့ရေးရေးတဲ့ကိန်းသုံးလုံးပေးထားလို့ရှိရင်ဆရာတို့ကတရားနဲ့ရေးလိုက်မယ်တို့ကိန်းတို့ကိုသုံးရကိန်းတစ်ခုခုပြင်စားရနိုင်ဆိုတော့နှစ်နဲ့စားမယ်သုံးနဲ့စားမယ်ငါးနဲ့စားမယ်ကိန်းအလုံးကိုပရမဆင်ရဘာဖြစ်ရမလဲအပြည့်စားလို့ရမယ်ပြီးလို့ရှိရင်နောက်တစ်ဆင့်ဆက်စဉ်းစားမယ်နောက်တစ်ဆင့်ဆက်စဉ်းစားတဲ့အခါကျတော့ဆရာတို့ကကိန်းသုံးလုံးသုံးလုံးဒီနေ့ကနေကိန်းအလုံး ပြည်နယ်နဲ့စားကိန်းတခုရှိမလားမရှိဘူးဆိုလို့ရှိရင်ဆရာတို့ကဆက်ပြီးတော့စဉ်းစားမှုကပြည်နယ်ဆိုတော့အားလုံးအဆင်ပြေမယ်ဒါကြောင့်မလို့ဆရာတို့ကဆက်ပြီးတော့ဘုရားကကြီးတစ်တာကျန်တော့ဒီဒီစားပါဆိုတော့တစ်တာကျန်တော့ဒီဒီစားပါလားဆရာတို့ကတကယ်တမ်းကျတော့စမပြပါဘူးပြည်နယ်စားရင်မူလတန်ဖိုးပဲပြန်ရမယ်ဒါပေမဲ့ကြီးတိုင်းကနဲ့သူကြီးပြည်နယ်ပဲဆက်စားလို့ရမယ်ဒီဖြစ်တယ်ဆိုတော့အဖြေပေါ်သွားပါမယ်ပြီးတော့မှဆရာတို့ကအဖြေထုတ်တဲ့အဆင့်ကိုပြောမယ်ဆိုလို့ရှိရင်စာရင်းများအားလုံးကို ဇက်တိုက်ဘာလို့ပြီးမြောက်ပြီးရှားတို့လိုချင်တဲ့အကြီးဆုံးဘုရားဝဲခင်းကိုရှားလို့ရပါမယ်ဒီမှာဆရာဥမာပု္ပ္ပစာလေးနဲ့ရှင်းပြပါမယ်ဆရာတို့ဥမာပုံစံတစ်ကလေးကိုကြည့်ပါဒီမှာဂိန်းနှလုံးကိုဆရာတို့ဇက်တိုက်အစင်စင်မစားပဲနဲ့ဇက်တိုက်စားတဲ့နေနဲ့ဒီဆုံးပုံစားခွဲခင်းကိုရှာမယ်။ဒီမှာညွတ်ထားတာက84နှစ်198ရှိတို့ကြီး အကြီးဆုံးဘုံစာဝဲကိန်းကိုရှာပါဆိုပြီးတော့ကိန်းနှလုံးရှိပါတယ်။ကျားတို့ကဒီကိန်းနှလုံးကိုတက်ပြီးတော့ရေးလိုက်မယ်။ရေးတဲ့အခါမှာ84ကောမ198ဒါဆိုရင်ဒီမှာက84ဟာစုံဝနန်း၄နဲ့စုံရင်198ကလည်းစုံဝနန်း၄နဲ့စုံတာဖြစ်တဲ့လေ။ကျားတို့ရဲ့သုဒ္ဓကိန်းအငယ်ဆုံး1နဲ့စပြီးတော့စကြည့်ပါမယ်။ဒါကြောင့်စမယ်ဆိုရင်1 4 8 1 4 4ဒါကြောင့်84ကိုစတဲ့တန်ဖိုးက၄စနစ်ရမယ်။ ပေ198ကိုစားမယ်နေ98တေကျွင်း78ဆိုတော့နေ98ဒါကြောင့်198ကိုစားလို့ရတယ်ပြန်99ရပါမယ်ဒါဆိုဆရာတော်က52နဲ့99ပြည်လင်မဲ့တို့ရခင်ကိုစဉ်းစားမယ်ဆိုရင်52ကနှစ်စုံကနန်း99ဟာကိုမကနန်းဒါကြောင့်ဒီနှစ်ခုပြည်လင်မဲ့ကနန်းဆရာတော်နှစ်ကိုရွေးလို့မရပါဘူးဒါကြောင့်ဘာရွေးမလဲ3ကိုရွေးမယ်ဒါဆိုလို့ရှိရင်ဆရာတော်က သုံးနဲ့စားမယ်သုံးလေးလီသုံးတကျွေးစနစ်သုံးလေးလီစနစ်ပြီးသုံးသုံးလီကိုသုံးသုံးလီကိုဆိုပြီးတော့ဆရာတို့က14နဲ့33ရပါတယ်ဒီမှာရတဲ့ဂိမ်းတစ်ခုကိုကြည့်ပါဒီရတဲ့ဂိမ်းတစ်ခုဟာဆရာတို့သိုးရခင်ရဲ့သဘောတရားဂိမ်းဖြစ်တယ်နှစ်သုံးလုံးနဲ့မပြေလည်ဘူးဒါမဲ့ဘာနဲ့တော့ပြေလည်တယ်တင့်နဲ့တော့ပြေလည်တယ်ဒါမဲ့တင့်နဲ့ပြေလည်တယ်ဆိုတဲ့ဥစ္စာကိုဆရာတို့ကထည့်စဉ်းစားကြမလိုပါဘူးဘာကြောင့်လဲဆိုရင်အခြေဆုံးဘုံဆောက်ခဲ့ခြင်းမှာဆရာတို့က ထက်ခင်းရဲ့အငယ်ဆုံးပြန်ဖို့တွေကိုရွေးမှာဖြစ်ပါတယ်။ဒါကြောင့်ဆရာတို့ကအပြည့်ထုတ်မယ်။ထို့ကြောင့်အကြီးဆုံးမူစာခွဲခြင်းသည်ဆရာတို့ဆင်ငယ်စက်တိုက်စားသွားတဲ့ရလက်ကိန်းတစ်ခုဖြစ်တဲ့နှစ်နဲ့သုံးကိုရွေးမယ်။ဒီကိန်းတစ်ခုကိုဘာလို့ပြင်မလဲ။မြောက်ပြင်မယ်။ဒါကြောင့်ရလက်သည်နှစ်မြောက်သုံးဘာဖြစ်လဲ6ဖြစ်ပါတယ်။ဒုတိယအပုတ်ကိန်းသုံးလုံးကိုကြည့်ပါ။ကျတော့ပုံစံနဲ့နှစ်ကိုကြည့်အောင်ပုံစံနဲ့နှစ်မှာ980 660 2 255တို့ဤ ကျေးဇူးပုံစားပေးခြင်းကိုရှာပေးရမှာဖြစ်ပါတယ်။ဒီမှာကိန်းအလုံးမလုံးနဲ့သုံးလုံးဆရာတို့ကဆင်ခဲဆင်ခဲတွတ်တင်ပြီးဆိုလို့ရှိရင်ရှေးပါတယ်။ဒါကြောင့်တံတန်းနဲ့ထားပြီးတော့တခါတည်းတွတ်တင်နေရတိုးပါတယ်။ဒါကြောင့်အတော်ဆုံးနည်းဖြင့်လို့ကျွန်းထားတာပါ။ကြည့်ပါ။980 3ညဆုံးနဲ့660 3ညဆုံးနဲ့255 5ဆုံးနဲ့ဒါပြီးဒီကိန်းသုံးလုံးကိုပြတ်မယ်ကနန်းပြီးတနည်းအားဖြင့်ကိန်းဒီ၃လကိန်းနဲ့မှာ5ဖြစ်ပါတယ်။ ဒါကြောင့်ငားနဲ့စားမယ်950ကိုငားနဲ့စားတော့134 660ကိုငားနဲ့စားတော့132 155ကိုငားနဲ့စားတော့51ဆိုပြီးတော့ရလက်သုံးကိုရလာမယ်ရလက်တွေကိုဆရာတို့ကဆက်စင်းရမယ်ဓမ္မက134ဓမ္မက132ဓမ္မက51ဒါကြောင့်မလို့ဆရာတို့ကစုံနှလုံးတော့ပါတယ်ဓမ္မမာတလုံးရှိတယ်ဒါကြောင့်ဆရာတို့ရဲ့သုံးတာကိန်းကနှစ်နဲ့မပြေလည်ပါဘူး၃နဲ့ပြေလည်ပါမယ် ီကနန်းကိုတော့ကိုကိုယ်တိုင်စဉ်းစားပြရမှာပါ။အခုစဉ်းစားရဲ3ဒါဖြင့်134ကိုစားတဲ့ရလက်က38 130နေကိုစားလို့ရတဲ့ရလက်က54 50ချက်ကိုစားလို့ရတဲ့ရလက်က70ဖြစ်ပါတယ်။ဒါဆိုရှာလို့ကြည့်ပါ။38၄၄ဆက်ဆိုတဲ့ခင်းသုံးလုံးဟာကျတော့ဆက်စားမယ်ဆိုလို့ရှိရင်ဓမ္မက၈၄၀ဆုံးဓမ္မချက်ခွန်ကမဒါကြောင့်ဆရာတို့ကနှစ်နဲ့လည်းမပြေလဲဘူး၃နဲ့လည်းမပြေလဲပါဘူး အင်းရမြင်ဘာနဲ့တော့ပြေလဲလဲတင့်နဲ့တော့ပြေလည်းမယ်ပေါ့ဒါပေမဲ့တင့်နဲ့ပြေလေတဲ့အသိကိုသိထားလိုက်ပြီးလို့ရှိရင်ဆရာတို့ကဆက်တွတ်ပြရမလိုဘူးဒါဆိုရင်ပြေလည်းမယ်ဘုံဝန်းတစ်ခုကိုယူဆောက်ပေးခြင်းရပြေလေတဲ့ဘုံဝန်းတစ်ခုဖြစ်တဲ့ငါးနဲ့သုံးဖြစ်မယ်ငါးနဲ့သုံးဆရာတို့ကဘာလို့ဖြစ်မလဲမြောက်ဖြစ်မယ်ဒါကြောင့်မလို့ငါးမြောက်သုံးဒီဆရာတို့လိုချင်တဲ့အကြီးဆုံးဘုံဆောက်ပေးခြင်းတန်ဖို့ဖြစ်ပါတယ်